ဘဘဖက်များအောင်မင်္ဂလာပါ clock 9နာနေပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒီဒီဘက်ကတော့အချက်မြန်လေးပွဲတဲ့နှစ်တွေရှင်ပြိုင်လို့ပြီးတော့ပါပြီဒီထဲမှာမှကျွန်တော်တို့မထင်မှတ်ထားတဲ့ခိုက်တက်နေဖြစ်ပွားပြီးတော့အသင်းကြီးတွေတချို့အသင်းကြီးတွေလည်းရှုံးပြီးတော့တည်ကြလဲကြတဲ့အသင်းတွေလည်းကျွန်တော်တို့ထပ်ပေါ်ခဲ့တယ်โอเคအဲဆိုလို့ရှင်ကျွန်တော်ဒီဒီဘက်ကတော့အာရှင်မြန်ကနေ့ ချက်မလေးပွဲတင်လေးတွေကိုနည်းငယ်ပြန်လဲအဲသုံးသက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလုံးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကိုကြီးပေးသွားလို့ရပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးစလိုက်ကြအောင် ပထမဦးဆုံးကျွန်တော်တို့ရှင်ပြိုင်ကစားကြတယ်ကျွန်တော်အင်္ဂါနေ့ညအစောပိုင်းမှာရှင်ပြိုင်ကစားကြတယ်အက်တလန်နာနဲ့ကရက်ဘရူးဒီပွဲမှာတော့အက်တလန်နာနေရာတော့တို့အိမ်ကွင်းမှာရှင်ပြိုင်ကစားပြီးတော့တို့အနိုင်၃ပတ်ရခဲ့တယ်တစ်ဖက်ကကျတော့ရီယယ်မက်ဒရစ်ရီယယ်မက်ဒရစ်ကတော့ဝေကွင်းမှာတွားရောက်ရင်ဆိုင်ပြီးတော့တို့ကတော့ခြေစမ်းကောင်းတွေပြသထားပြီးတော့ fight ဆိုပြီးတော့တို့အန်နေပွဲကတော့တို့နိုင်ခဲ့တယ်ဒီနိုင်ပွဲကြောင့်ပဲသူတို့လည်းအဆင့်ကိုတော်တော်လေးဥမာအကောင်းမွန်တဲ့အဆင့်ကိုတက်လှမ်းလာနိုင်တယ်လို့ပြောလို့ရမယ် ဟောနောက်တစ်နေ့ကျတော့ကျွန်တော်တို့အဲဘရူးနေ့ဘရူးနေ့မှာရှင်မင်ကစားရတဲ့ပွဲတွေကတော့တော်တော်လေးများပွဲကောင်းတွေများတဲ့အတွက်ကြောင့်ဒီနေ့အဲ့ဒီပွဲမှာတော့ပထမထားတဲ့ခိုက်တက်နေဖြစ်သွားခဲ့တယ်အထူးသဖြင့်ငတဘာဘူးလီဗာပူးကတော့ကလတာစရာရဲ့အိမ်ခွေးမှာတွမ်းအောင်ရှင်ပြိုင်နေတဲ့ပွဲမှာတော့သူတို့1-0ဆိုပြီးတော့ရှုံးနေခဲ့ပဲဒီရှုံးနေမှုကလည်းအဲကျွန်တော်တို့ပြီးမြားလေးကောဒီချန်ပီယံလေးကောနှစ်ပွဲဆက်ရှုံးနေမှုဖြစ်တဲ့အတွက်ကြောင့်နှောင်းနေ့ပွဲတွေမှာလည်းတော်တော်လေးဟိုမှာအဲကောင်းမွန်တဲ့ခြေစမ်းတွေပြန်လည်ပြသ ဘို့လိုအပ်တယ်လို့ကျွန်တော်တော့ထင်တယ်။ Okay အဲဆိုလို့ရှိရင်နောက်တစ်ခွဲနောက်တစ်ခွဲကျတော့ကျွန်တော်အတရီကိုမတ်တွေအတရီကိုမတ်တွေကတော့တို့ရဲ့အိမ်ခွင်းမှာပဲ front back ကိုတို့တော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ဂိုးပြတ်အနိုင်ယူလိုက်တာကိုတွေ့ရမယ်။နောက်တစ်ခွဲကျတော့ကျွန်တော်တို့ Bodoglin နဲ့ Tottenham Hotspur အဲဒီနေ့ပွဲမှာတော့ Tottenham Hotspur အနေနဲ့ကတော့အဲသူတို့အနိုင်သုံးမဲ့ရရမယ်ခွင့်ရရနေပြီးတော့လက်လို့ဆုံးရှုံးသွားလိုက်တယ်လို့ပြောလို့ရပါတယ်တစ်ဖက်ကကြတော့ကျွန်တော်ချက်စီးနဲ့ဘင်ဘီကဒီပွဲမှာတော့တော်တော်လေးဟိုမှအဲ ကောင်းမွန်တဲ့ကျွန်တော်တို့ခြေသီးအနေနဲ့ခြေစမ်းနေပြသထားနိုင်တယ်လို့အဲပြောလို့ရမယ်ဟိုတဝဲလုံးတိုင်းနာနဲ့ဆိုလို့ဆိုရင်ကွင်းလေတိုက်စစ်အဲခန်းစစ်ကတော်တော်လေးဥမာကောင်းမွန်ပြီးတော့တို့အနိုင်ဒီနေ့ဒီတစ်ခါတော့မှာတော့ချန်ပီယံလိပွဲစဉ်နဲ့မှာတော့တို့အနိုင်ရလက်အဲပေါ်ဆောင်ထားနိုင်တယ်လို့ပြောလို့ရတယ်ပြီးတော့ချန်ပီယံလိပွဲစဉ်တင်မှာတော့တို့ရှုံးနေခဲ့ပြီးတော့ဒီပွဲမှာတော့ပြန်လဲနိုင်ပွဲတွေရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောလို့ရတယ်နောက်တစ်ပွဲကျတော့ကျွန်တော်တို့အင်တာအင်တာကတော့တို့ရဲ့အဲ ိမ်ဝင်းမှာပဲတို့အဲတူရီသီးဆိုပြီးတော့တို့ကိုပြအနိုင်ရရှိခဲ့တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့မာဆေးမာဆေးနဲ့အေဂျက် ။မဆေးရတော့သူတို့အိမ်ခွေးမှာပဲအကြက်ကိုဂိုးပြက်အနိုင်ရရှိပြီးတော့သူတို့လည်းတော်တော်လေးကိုကောင်းမွန်တဲ့ခြေသွန်းတွေပြခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။နောက်တစ်ခွေးကကျတော့ကျွန်တော်တို့ဘိုင်ယန်ဘိုင်ယန်ကတော့ကျွန်တော်တို့အများကြီးပြောနေကြရမလို့ဘိုင်ယန်ကတော့ပွဲတိုင်းလို့လို့မှာတော်တော်လေးကိုမှသူတို့တိုက်ဆက်ကကောင်းမွန်ပြီးတော့အဲဂိုးပြက်တွေကြီးပဲလို့လို့တွင်းထားတဲ့အတွက်ကြောင့်အဲဘိုင်ယန်အတွက်ကတော့အသိပြီးတော့မထူးဆန်းဘူးလို့တော့ကျွန်တော်တို့ပြောလို့ရတယ်။နောက်တစ်ခွေးကကျတော့ကျွန်တော်တို့နူးကတဲ့ ညရှိမင်းကသားသွားတဲ့ညူကဆေကလည်းအဲသူတို့ရဲ့ပြိုးအဝေးခွင့်မှာတောင်းရောက်ရင်ဆိုင်ရရသည့်တိုင်အောင်တော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းကောင်းတွေပြသထားပြီးတော့အာသူတို့ဂိုးပြတ်အနိုင်ရရှိပြီးတော့သူတို့လည်းဒီနေ့ဒီချန်ပီယံလိပွဲစဉ်နှစ်မှာတော့အဲ၃မှတ်အနိုင်၃မှတ်ရခဲ့တယ်ပေါ့ဗျာ တော့ဒီနေ့နောက်ဆုံးရဲ့ချန်ပီယံလိရဲ့ကျွန်တော်နောက်ဆုံးရှင်ပြိုင်ထိုင်တဲ့အဲညနောက်ဆုံးပွဲဒီမှာတော့ကျွန်တော်အာဆင်နယ်အိုလံပီယာကော့ဒီပွဲမှာတော့အာဆင်နယ်တို့ကတော့2-0ဆိုပြီးတော့အနိုင်ရလဲပေါ်ဆောင်ထားနိုင်တယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာလဲအာဆင်နယ်အနေနဲ့ တော်တော်လေးဟိုမှာကောင်းမွန်တဲ့ခြေစွမ်းကောင်းတွေကိုပြသထားနိုင်ပြီးတော့တို့အနိုင်ရလက်အဲတုံးမဲ့ဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်အဲချမင်းလေးပွဲမှာတို့အဲတော်တော်လေးဟိုမှာခြေနေကောင်းနေတယ်လို့ပြောလို့ရမယ်။နောက်တစ်ပွဲကတော့ကျွန်တော်တို့အဲဒီနေ့ချမင်းလေးအဲဒုတိယအကြော့ရဲ့ ဒုတိယပွဲစဉ်လေးအကောင်းဆုံးသောပွဲစဉ်လေးတစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့ PSG ဒီပွဲကတော့တော်တော်လေးဥမာကောင်းမွန်ခဲ့တယ်လို့ပြောမှာပဲအထူးသဖြင့်အဲ PSG ပေါ့ PSG ကဝင်းဝင်းဥမာလာရောက်ရှင်ပြိုင်ကစားသည့်တိုင်အောင်ဘာစီလိုနာကိုတော်တော်လေးဥမာဒုက္ခပေးတဲ့အဲကစားသမားတွေအများအပြားသူတို့ဆုံးရှုံးထားနိုင်တယ်အဓိက ပြောမှာဆိုရင်တို့ရဲ့တိုက်ဆက်တို့ရဲ့တိုက်ဆက်အဲတုံးယောက်စလုံးလိုလိုမျိုးဟိုတို့လက်လွတ်ဆုံးရှုံးထားရစီတိုင်အောင်ဒီနေ့ပွဲမှာတော်တော်လေးဥမာအဲဘာစီလိုနာတော်တော်လေးဥမာတံပြန်တွေကိုဆော့ပြီးတော့ကောင်းမွန်တဲ့ခြေစွမ်းကောင်းအောင်ပြသထားနိုင်တယ်လို့ပြောမှာတခုတပြေဘာစီလိုနာဘာစီလိုနာတော့တို့ရဲ့ရခဲ့တဲ့အခွင့်အရေးတွေကအဲပိတ်ဆက်မှုကြီးမားခဲ့တယ်လို့ပြောမှာဖြစ်ပါတယ်အတူတပြေတို့ရဲ့တိုက်ဆက်တိုက်ဆက်ကတို့ထင်သာသလောက်ဟိုအလုံးမဖြစ်ဘဲနဲ့အဲတစ်ဖက်ကလည်းအဲ ်ပြည့်ကြီးရဲ့နောက်တန်းလေးတွေကတော်တော်လေးဟိုမှာကောင်းမွန်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာသူတို့ထင်တယ်လို့အလုံးမဖြစ်ဘဲနဲ့နောက်ဆုံးဒုတိယပိုင်းကျမှသူတို့အရှုံးရလက်ကိုရင်ဆိုင်ရင်သွားရတဲ့အတွက်ကြောင့်ဘာစီလိုနာနဲ့အတွက်လဲဒီတစ်ပတ်ရဲ့ချမလေးပွဲစဉ်နှစ်ကအခြေအနေမကောင်းဘူးလို့တော့ပြောလို့ရတယ်ဒါမှလည်းသူတို့ကလည်းတစ်ဖက်ကဟို PSG ကြတော့လဲတော်တော်လေးမှအဝေးကွန်းမှလာရောက်ကစားတယ်တစ်ဖက်ကကောင်းလုံးပါစတယ်ဆိုတော့အဲဒီဟို ဘာစီလိုနာတော့မှသူတို့အနိုင်ယူပြီးတော့နိုင်ရလဲဖော်ဆောင်ထားနေတဲ့အတွက်ကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့အဲပွဲစဉ်နှစ်လို့အဲပြောလို့ရနောက်တစ်ပွဲကျတော့လီဗာကူဇင်နဲ့ PSG ဒီပွဲကတော့ကျွန်တော်တို့တည်ကြခဲ့သွားတယ်နောက်တစ်ပွဲကျတော့ဒေါ်မွန်ဒေါ်မွန်နဲ့အဲအတလီကိုကလပ်ကကျတော့ဒေါ်မွန်ကတော့သူတို့ရဲ့အိမ်ခွင်းမှာပဲဂိုးပြတ်အနိုင်ရရှိပြီးတော့အဲကောင်းမွန်တဲ့အဲချန်ပီယံလိပွဲစဉ်နှစ်ကိုသူတို့ဖျက်ချော်ခဲ့တယ်လို့ပြောလို့ရနောက်တစ်ပွဲကျတော့မိုနာကိုနဲ့မန်စီးတီး ဒီဘွဲမှာတော့မိုနာကိုတော့တော်တော်လေးဥမာချီကျူးရမယ်။ဘာလို့လဲဆိုရင်တို့ရဲ့အိမ်ငွေလည်းဖြစ်သည့်တိုင်အောင်တော်တော်လေးဥမာတို့နောက်တန်းကိုလုံလုံချုံချုံကစားပြီးတော့တို့ရဲ့အဲကောင်နာတွေနဲ့ပဲဆော့သွားတဲ့အတွက်ကြောင့်ဒီနေ့ဘွဲမှာတော်တော်လေးဥမာအဲကောင်းခဲ့တယ်လို့ပြောလို့ရအထူးသဖြင့်တို့ရဲ့ဂိုးသမားတို့ရဲ့မိုနာကိုရဲ့ဂိုးသမားလည်းတော်တော်လေးဥမာဒီညကောင်းခဲ့တယ်အထူးသဖြင့်အဲအဲကွင်းလေသူတို့နောက်တန်းတွေတော်တော်လေးမှလုံလုံချုံချုံကစားပြီးတော့သူတို့ရဲ့အဲတက်မြန်တိုက်စစ်တွေနဲ့ပဲကစားသွားတယ်လို့ပြောရမယ်ဒီဘွဲမှာတော့အဲ မသီရိနေနဲ့မိုနာကိုသူတို့တူးတူးဆိုပြီးတော့တရေရလက်အဲထွက်ပေါ်ခဲ့တယ်လို့ပြောလို့ရတယ်။နောက်တစ်ခွဲကျတော့ကျွန်တော်နာပိုလီနဲ့စပိုတင်ဒီဘက်မှာတော့နာပိုလီတို့ကလည်း2-1ဆိုပြီးတော့သူတို့အနိုင်ရရှိတဲ့သွားတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တယ်။သူတို့ပွဲစဉ်တစ်မှာတော့မန်ချက်စတာစီးတီးကိုသူတို့အရှုံးနေခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပြန်ပြီးတော့အနိုင်ရရှိနိုင်ရှိရရှိအောင်ဖော်ဆောင်ထားနိုင်တယ်လို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တို့ဗီလာရီယဲနဲ့ဂျူပင်ဒီပွဲကတော့ကျွန်တော်တို့တူးတူးဆိုပြီးတော့တရေရလက်ထွက်ပေါ်သွားခဲ့တယ်ပြောပါ။အဲ့တော့ကြောင့်ကျွန်တော်တို့ ဒီတစ်ပတ်ရဲ့အဲချန်ပီယံလိပွဲစဉ်နှစ်အဲပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့အဲအဆင့်ရက်တီကြက်လေးကနည်းနည်းလေးဟိုမှအမ်ရုပ်လုံးနည်းနည်းပေါ်လာတယ်လို့ပြောရမယ်သူတို့ပွဲကလည်းနောက်တဲ့ကမ်းမဲ့ပွဲတွေကလည်းအများကြီးကြံသေးတဲ့အတွက်ကြောင့်အဲနှစ်ပွဲနိုင်ထားပြီးတဲ့သူတွေကတော်တော်လေးဟိုမှအချင်းနေအဲကောင်းလို့တယ်လို့ပြောလို့ရတယ်သူတို့ကျွန်တော်တို့ပြီးမြားလေးကမှဆိုလို့ရှိရင်အာဆင်နယ်တသင်းပဲကျွန်တော်တို့ချန်ပီယံလိပွဲစဉ်နှစ်ပွဲစလုံးကိုနိုင်ရရှိထားတဲ့အတင်း တသိန်းဖြစ်ပြီးတော့ကျွန်내ချက်စီတို့ဆိုလို့တပွဲနဲ့တပွဲရှုံးလီဗာပူးလည်းတပွဲနဲ့တပွဲရှုံးအဲစပါးလည်းထိုနီး၎င်းဖြစ်တဲ့အတွက်ကြောင့်မန်စီးတီးကလည်းတပွဲနိုင်ပြီးတော့တပွဲတည်ကြထားတဲ့အတွက်ကြောင့်အာအာဆင်နယ်ကတော့ဒီနေ့ရဲ့ချန်ပီယံလိမ့်မှာတော်တော်လေးဥမှာအာပရီးမီယံလိမ့်ကနေတော့သွားတဲ့၆သိန်းထဲမှာဒီနေ့အဲဒီတခါမှာတော့အာဆင်နယ်တော်တော်လေးဥမှာခြေစွမ်းကောင်းနေပြသထားနိုင်တယ်လို့ပြောလို့ရတယ်။အဲဆိုလို့ရှင်ကျွန်တော်တို့အဲချန်ပီယံလိမ့်ရဲ့ ကျွန်တော်အဆင့်ရက်တွေရက်လေးကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အများကျွန်တော်အဆင့်တက်မှာရက်တွေနဲ့တော့ဘိုင်ရန်ဘိုင်ရန်တော့တော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းကောင်းတွေပြသထားနိုင်ပြီးတော့ဂိုးလေးလည်းတော်တော်လေးပြတ်တဲ့အတွက်ကြောင့်တို့ရတော့အဆင့်တက်နေရာမှာရက်တွေနေလို့ပြောအဆင့်တက်နေရာမှာကျတော့ကျွန်တော်ဘယ်လိုရှိမလဲဆိုတော့ရီယမက်ထက်အဆင့်၃နေရာမှာကျတော့ PSG အဆင့်၄နေရာမှာကျတော့ Inter ဒီဟုတ်တာတွေကတိတ်ပြီးတော့ PSG နဲ့ Inter နဲ့ကတော့ဒီနေ့မှာတော်တော်လေးဥမာအဲကောင်းမွန်ပြီးတော့မနစ်ကရာသီတို့ဆိုလို့ရှိရင်တို့တွေဆိုလို့ရှိရင် PSG ရော Inter ရောချန်ပီယံလိအဲ playoff ကနေပြီးတော့တက်လာပြီးတော့ ဘိုလ်လူပွဲထိတက်တဲ့နှစ်သင်းဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ပွဲမှာတော့ဒီနှစ်သင်းကိုတော်တော်လေးဥမာစောင့်ကြည့်မှုစောင့်ကြည့်ဖို့ကောင်းတယ်လို့တော့အဲကျွန်ကျွန်တော်ကတော့မြင်တယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ပြီးလို့စဉ်အဆင့်၅နေရာမှာတော့အာဆင်နယ်ကတော့ကျွန်တော်တို့ရှုံးပွဲမရှိနေနေအဲရှုံးပွဲမရှိတဲ့အတွက်ကြောင့်သူတို့ဟိုဂိုးကွာခြားချက်တွေကြောင့်သူတို့အဆင့်၅နေရာမှာရှိနေပြီးလို့စဉ်လို့စဉ် အဲဒေါမိုရှိမယ်မန်စီးတီးကတော့အဆင့်၈နေရာထိလောက်အဲရှိမယ်ဘာဖြစ်လို့လဲဆိုရင်တို့ကလည်းအဲတည်ကြထားတယ်ပြီးလို့ဆိုရင်တော်တန်ဟော့စပါလည်းထိုးနေလကောက်မယ်တို့လည်းတပွဲနိုင်ပြီးတော့တပွဲတည်ကြရတဲ့အတွက်ကြောင့်တို့ကလည်းအဆင့်၉မှရှိမယ်ပြီးလို့ဆိုရင်အဆင့်၁၀မှာကျတော့အတလီကိုမက်ဒရစ်ကတော့အဲတို့ဂေါ်ကိုကွာချကြတဲ့အကြောင်းပထမဟိုဘောဒန်တီမှာတော့တို့အဲလီဗာပူးတို့အင်္ဂွေမှာရှုံးနေထားတယ်ဒီတစ်ပွဲမှာတော့တို့ဂိုးပြတ်နိုင်ရရှိတဲ့အတွက်ကြောင့်တို့လည်းအဆင့်၁၀လောက်တွေ ထီကိုသူတို့ဝင်ရောက်သွားပြီးလို့ဆိုလို့ရှင်အဲ17ထီကတော့ညူကဆယ်ဗျာအဲအဲ့ဒီကနေစဝယ်တော်တော်လေးဟိုမှာကောင်းမွန်တယ်ကျွန်တော်တို့အဲဘာစီလိုနာဆိုလို့ရှင်ကျွန်တော်တို့16ထီလောက်ကိုဆင်းသွားတဲ့အတွက်ကြောင့်တော်တော်လေးဟိုမှာဆိုဝါလုံးနဲ့အခြေအနေလို့ပြောမယ်ဒါမှမဟုတ်လည်းသူတို့အဲတွေးခဲ့တာလည်းအိမ်ဝင်ဖြစ်တဲ့ကြောင့်တစ်ဖက်ကအကောင်းလုံးပါတယ်ဆိုတော့ PSG နဲ့တွေ့တဲ့အတွက်ကြောင့်အများကြီးတော့အာအခုချိန်မှာပြောဖို့စောသေးတယ်လို့တော့ကျွန်တော်ထင်တယ်။တစ်ဖက်ကပြီးလို့ဆက်လို့18ရာမှာတော့လေဘာဘူးလေဘာဘူးကဒီ တပတ်ချမန်လေးပွဲစဉ်မှာတော်တော်လေးဥမာအချိန်နေဆိုးသွားတယ်လို့ပြောရမယ်သူအဝေးဝင်းသွားရောက်ရင်ဆိုင်ပြီးတော့တပွဲလုံးအတိုင်းတားရတော်တော်လေးဥမာအဲဘာမှမလုံးနိုင်ဘူးလို့တော့ပြောလို့ရတယ်အထူးသဖြင့်ကွင်းလေရောတိုက်ဆက်ရောကြောင့်တစ်ဖက်ကလည်း ကန်တဲ့အသင်းကလည်းသူတို့နောက်တန်းတော့တော်တော်လေးမှလုံလုံချုံချုံကစားပြီးတော့သူတို့ကောင်းတာဘောတွေနဲ့ပဲသွားတဲ့အတွက်ကြောင့်လိုဘူးလို့ကစားအပ်ခတ်ပြီးတော့ရှုံးနေသွားတယ်လို့တော့ကျွန်တော်ဒီပွဲမှာတော့မြင်တယ်။နောက်တစ်ပွဲကတော့ကျွန်တော်တို့ချက်စီကတော့အဆင့်18နေရာမှာယက်တိထားတယ်သူတို့လည်းတပွဲနိုင်တပွဲရှုံးအတွက်ကြောင့်အအဆင့်18ထီကိုသူတို့အဆင့်18လောက်မှာနေရတယ်ပြီးလို့ဆိုရင်19လောက်မှာတော့နာပူလီရှိပြီးတော့ကျန်တဲ့အဆင့်အဆင့် ျွန်တော်တို့24ထီလောက်ကတော့ဘိုဒိုဂလင်းလောက်ကတော့ရှိပြီးတော့ဘယ်အသင်းတွေကပလေးအော့မှာပြန်ပြီးတော့ကစားပြီးတော့ဘယ်အသင်းတွေက128ပါမလဲဆိုတာတော့ကျွန်တော်ချန်ပီယံလိပွဲတွေမှာဆက်လက်စောင့်ကြည့်ပြီးတော့တော်တော်လေးမှာရင်ခုန်ဖို့ကောင်းတဲ့ဒီဒီနေ့ရဲ့ချန်ပီယံလိပွဲကိုကျွန်တော်တို့ဆက်လက်စောင့်ရောကြီးရှုတင်တယ်လို့တော့ကျွန်တော်ထင်တယ်ဘယ်အသင်းတွေက128ပါသွင်းသွားပြီးတော့ဘယ်သင်းတွေကပလေးအော့ပြန်ပြီးတော့ကစားအောင်မလဲဆိုတာညီကိုတွေအမြင်နဲ့အဲဝင်းမြပေးသွားလို့ရပါတယ်။လာရောက်ကြည့်ကြည့်ပေးတဲ့ညီကိုတယောက်ချင်းညီကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဟို အဲ subscribe လောက်ကတင် subscribe လောက်သွားပေးဖို့အဲတောင်းဆိုပါတယ်โอเคနောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ